ဖန်စီထိမ့်သိမ်းထားခြင်းအတော့တွင်တည်ဆုံးတဲ့ Israel တရားခံတွေထဲက၄ရောက်ရဲ့အယုတ်အလောင်းတွေကို Hamas ပျောက်ကြားတွေကပြန်လည်ပေးအပ်ခဲ့ပါတယ်။အော်တိုဘာ၁၄ရက်နေ့ကဂါဇာကနေအဲ့ဒီအလောင်းတွေကိုတယ်လာတဲ့နိုင်ငံတကာကြက်ချင်းဒီအသင်းရဲ့ကားတွေဟာ Israel ပိုင်နဲ့တဲကိုရောက်ရှိလာခဲ့တာပါ။ Israel အစိုးရက Hamas တွေလက်ထဲမှာကျန်နေတဲ့အသက်ရှင်လျက်သားတရားခံအယောက်၂၀နဲ့တည်ဆုံးခဲ့သူ၂၈ယောက်ကိုအကောင်အဆင်လက်လွဲယူမှုမပြီးမချင်းဂါဇာကိုလူသားချင်းစာနာမှုအထောက်ပံ့တွေအလုံးအရင်တင်ပို့ခွင့်ပြုမှာမဟုတ်ဘူးလို့တတိပေးထားပါတယ် အခုချိန်ထိတော့ how much တွေဟာအသက်ရှင်ကျန်ရတဲ့ဒဇာကန်အယောက်20နဲ့ရောအလောင်း၄လောင်းကိုပြန်လည်ပေးအပ်ထားပြီးဖြစ်ပါတယ်။ဒဇာကန်တွေရဲ့ပထမအတုပ်ရောအလောင်းတွေကိုလက်ခံရရှိခဲ့တဲ့နောက်အစ္စရေးကလည်းဖမ်းဆီးထိန်းသိမ်းထားခြင်းတည်ဆုံးခဲ့တဲ့ပါလက်စတိုင်းအကြံသား45ရောက်ရဲ့အလောင်းတွေကိုပါလက်စတိုင်းဘက်ကပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအမံတွေကိုအစ္စရေးရော how much ကပါလက်ခံခဲ့တဲ့နောက်လောလောဆယ်ဂါဇာမှာအပြစ်ခတ်ရဲစဲနေပါတယ်။မူလကအစ္စရေးဒဇာကန်တွေရဲ့အလောင်းတွေအားလုံးကို အော်တိုဘာ73ရက်ညနေပိုင်းမှာလက်လွဲပေးရမှာဖြစ်ပေမဲ့ရုပ်အလောင်းတွေလွှဲပြောင်းပေးဖို့ကိစ္စကိုဟာမတ်ဘက်ကကြန့်ကြာနေပါတယ်။ပါလက်စတိုင်းပြည်သူတွေကတော့ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးနောက်ထပ်တင်းမာမှုတွေဖြစ်လာရင်ဂါဇာရဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေထိခိုက်လာမှာကိုစိုးရိမ်နေကြပါတယ်။ Israel Sector IDF ကတော့ဟာမတ်နဲ့သဘောတူထားတဲ့အချက်တွေကိုတတိကျကျအလိုက်နာဖြည့်ဆည်းဖို့လိုကြောင်းအသက်ရှင်သူတေဆုံးသူတစားကအားလုံးကိုသက်ဆိုင်ရာမိသားစုတွေစီပြန်လည်လွှတ်အပ်ပေးဖို့လိုကြောင်းထပ်လောင်းတတိပေးထားပါတယ်။ ရော့အလောင်းတွေကိုပြန်လွှဲပေးရမယ့်သတ်မှတ်ရကျွလွန်သွားပြီဖြစ်ပေမဲ့လေဂျိုတင်ညှိနှိုင်းထားခြင်းကလေးကဟောမတ်စ်နဲ့တခြားပါလက်စတိုင်းပြောက်ကြားအဖွဲ့တွေဟာဒေသုံသူတွေရဲ့အလောင်းတွေကိုပြန်လည်စစ်ဆေးဖို့အခြေပူပြီးလိုအပ်နိုင်တယ်ဆိုတဲ့အချက်ကိုအစ်စရီကလက်ခံပေးထားခဲ့ပါတယ်။တကယ်လို့ရော့အလောင်းတွေအစုံလင်ပြန်မရဘူးဆိုရင်လိုက်ရှာဖို့အတွက်နိုင်ငံတကာစူပေါင်းအဖွဲ့အစည်းတစ်ခုကဝင်ရောက်တာဝန်ယူပေးတာမျိုးရှိလာနိုင်တယ်လို့လည်းအစ်စရီကဆိုထားတာပါ။ထရမ့်ကတော့ရော့အလောင်းတွေအစ်စရီစီစတင်ရောက်ရှိလာကြောင်းသတင်းကိုအတည်ပြုနိုင်ခဲ့တဲ့အတွက် အများကြီးစိတ်သက်သာသွားမိတယ်လို့လူမှုကွန်ရက်မီဒီယာမှာရေးသားထားခဲ့ပါတယ်။2023ခုနှစ်အော်တိုဘာ9ရက်နေ့မှာဟားမတ်တွေကအစ္စရေးနေဆက်ကိုဖျက်ချော်တိုက်ခိုက်ခဲ့တဲ့အစ်စစ်စင်ရဲ့အတွင်းအစ္စရေး1200ကျော်ကိုတပ်ဖြတ်ပြီး250ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။အခုတော့အသက်ရှင်ကျန်ရတဲ့တရားခံအားလုံးလွတ်မြောက်ပြီးရော့အလောင်းနှစ်ဒါဇင်သာဟားမတ်လက်ထဲမှာကျန်ရှိနေတာဖြစ်ပါတယ်။ဟားမတ်တွေရဲ့အစ်စစ်စင်ရဲ့ကိုအစ္စရေးကလက်တော့ပြန်ရကနှစ်နှစ်ကျော်ကြာမြင့်တဲ့ဂါဇာစစ်ပွဲစတင်ခဲ့တာပါ။အစ္စရေးရဲ့လွန်ခဲ့တဲ့အစ်စစ်ရဲ့အစီအမံတွေကြောင့် ဂါဇာမှာအရက်သားအများပြားအပါအဝင်ပါလက်စတိုင်း6,900ကျော်သေဆုံးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်ရှင်။